တကူပုံပြောလို့ရှိရင်အမေအမေဟင်းလေးပါလေဟင်းကောင်းလေးပါလေချက်စာအသားလေးပါလေဝယ်စားအသီးနှံလေးဝယ်စားလို့ပြောလို့ရှိရင်ပက်ဆက်ရှိမှဝယ်စားလို့ရမှာပါအမေသမီးလဲနေရပက်ဆက်အမေတို့သမီးဝယ်စားဖို့တော့မလိုဘူးလားသမီးတို့အကျွေးပေးစရာရှိနေလို့ဆိုလို့ရှိရင်လိုက်ခဲ့လို့ရတယ်မိဘနဲ့သားသမီးကြားမှာဂျေဇူးတရားဆိုတဲ့သဘောတရားသည်ရှိတော့ရှိတယ်မရှိဘူးပေါ့ဘူးတော်တော့အဲ့ဒီဥစ္စာကိုကျေးဇူးဆိုတဲ့စကားလုံးတစ်လုံးကိုကြည့်ပြီးတော့မိဘတွေကလည်း အဲတာသမီးတွေကိုနင်တို့ကျေးဇူးကနဲ့နင်တို့အပယ်ကြမယ်နင်တို့တောက်လျှောက်မဖြစ်ပါနဲ့မဆိုင်ကိုင်းစမင်္ဂလာပါကဘရော်ရဒီဘီယိုဖိုင်ကတော့နိုင်ငံခြားမှာတော့အလုံးလုံးပဲစိတ်ကူးရှိတဲ့အဲကလေးတွေရောနော်နိုင်ငံခြားရောက်နေတဲ့အာဒီအလုံးလုံးနေတဲ့အဲလူတွေရောနိုင်ငံခြားမှာတာသမီးတွေကိုအလုံးလုံးထားပြီးမှဗမာပြည်မှာပိတ်ဆံကိုတောင်းနေတဲ့မိဖတွေရောအရင်ချစ်တင်တဲ့ဘီယိုဖိုင်တွေပါဆိုတော့ဘီယိုဖိုင်တွေမှာတော့ဒီကနေ့ကျွန်တော်တို့အသိဉာဏ်နဲ့ဗုဒ္ဓတရားလေးတွေ ဲ့တော့သင်ခန်းစာလေးတွေယူဖို့ကောင်းတယ်ဗျာနော်ဆိုတော့ view file ကိုတော့ကြည့်လိုက်ကြအောင်နော်ပြီးမှကျွန်တော်တို့ reaction လုပ်ပြအောင် okay so let's go ဒါမျိုးပြောနေတာလေးဒါကဂျပန်ရောက်နေတဲ့ကောင်မလေးတယောက်ရဲ့ဒါ ကိုယ့်ကိုမသိနေရအာသူရဲ့ရင်တွင်းဖြစ်ကားလိုက်တယ်ပေါ့ဗျာလည်းစမနေဟာနဲ့တကူကူဆိုလို့ရှိရင်ကိုယ်မှလည်းကိုယ်စိတ်ပြင်းနေရတဲ့အနေနဲ့ကိုရှိတယ်လို့ပြောအခုလည်းကြည့်အောင်နေလေကင်းတော့အလုံးမှာပုံစံလာပြီးတော့ကြာတယ်သူသမီးငယ်ကိုတဲ့သိချမ်းတော့ထားလိုက်ပါသိချမ်းတော့ထားလိုက်ပါလားဆိုတော့လည်းငါးစိတ်ပြင်းအောင်လုံးမြန်လားဆိုတော့လည်းမဟုတ်ဘူးပြန်ဆန်တော့တာပေါ့ သူတို့လူလေးသေးသေးမရှိကိုအကောင်လုံးပေးနေတယ်ကိုမှလည်းကိုကကိုအဆင်မပြေရသေးအများကြီးပဲရှိတယ်ဒါမှမဟုတ်မိဘစီစီရဲ့မှာပြောလို့ဆိုပြီးမပြောနဲ့ကိုကကိုတယောက်တည်းချိန်ချင်းချင်းကြရတဲ့အရာလေးဆိုတော့လည်းအများကြီးပဲအခုလည်းအလောက်ကအဆင်မပြေလို့ကြောင်းကျင်တာတော့မှဩငါအလောက်ကြောင်းလိုက်လို့ရှင်ဩသူတို့ခက်ခဲတော့ပါလိမ့်မယ်တကူမှုဆိုလို့ရှင်အဆင်မပြေဖြစ်တော့ပါလိမ့်မယ်အငယ်မလည်း သူကျောင်းသားနေပန်းနဲ့မရောက်သေးဘူးဆိုတော့စိတ်နဲ့ကိုမလေးကိုလုံးကျင်တာလည်းဘာမှမလုပ်ဘူးအစ်မရောက်တာဆိုလို့ချင်လဲ၃နှစ်ကြည့်ပြီအဲ့၃နှစ်လုံးကိုမလေးသူများလည်းအဲ့ဘုန်းကင်ကျင်တယ်လေဝယ်မလို့ဝယ်မလို့လည်းနှစ်တိုင်းပဲတကားမှသူတို့လိုအပ်တာလေးလိုက်နေစင်းနေတယ်မဝယ်ရဘူးအဲ့လိုကြည့်ကြည့်လုံးမရဘူးလေအဖေအမေဖြစ်တဲ့လူကမိဘဖြစ်တဲ့လူကဘာပြောရဲမှန်းလဲဟောရဲအမေတကူပုံပြောလို့ရှိရင်အမေ မင်းဟင်းလေးပါလေဟင်းကောင်းလေးပါလေချက်စားအသားလေးပါလေဝယ်စားအတိနံလေးဝယ်စားလို့ပြောလို့ပြဿနာရှိမှဝယ်စားလိုက်ရမှာအမေသမီးလဲနေရပြဿနာအမေတို့သမီးဝယ်စားဖို့တော့မလိုဘူးလားသမီးဟိုအကျွေးပြင်းစရာရှိနေလို့ဆိုလို့ညလိုက်ခဲ့လို့ရတယ်နောက်သမီးစိတ်ချမ်းသာအောင်လေးတော့ပြောကြပါဦးဟုတ်တယ်ဟုတ်တယ်စိတ်ချမ်းသာရတယ်အများကြီးပါဆိုနေအမေတို့ကစိတ်ချမ်းအဲ့လိုတက်ပြီးတော့အဲ့လိုလာပြောသမီးခဏရင်မရှိဘူးယူချင်နေပြီသီလားကိုကိုကိုတကယ်တလေဘလို့တက်သေးဖို့ဒီဆန်းရလဲဆိုအမေတို့မသိဘူး တမီးမလည်းတမီးဒုက္ခတွေလည်းအများကြီးပဲမင်းရဲ့တမီးအကုန်လုံးအမေတို့တော့ကိုကြည့်မရအများကြီးပဲအမေတို့ဆန်တမီးတွေကိုမကြည့်တဲ့ကူမှာရှောသားသမီးတွေဆက်ပြဖြတ်နေကြတာအဲ့ဒါလည်းပါတယ်ဗျာ။ဘာလို့လဲစိတ်ချမ်းသာလို့ပြောအဖေဖြစ်တဲ့ကလည်းမူးလာပြီဆိုပါပြောဆို။နင်းလို့ရတဲ့ပတ်စံတော့ကတော့ငါလက်ပြောက်တစ်ချက်တီးလိုက်လို့ရှိရင်လက်ပြောက်တစ်ချက်တီးလို့ရရင်လည်းသမီးကိုလာပြီးစကားကိုပြောမြင်နေ။ဟုတ်တယ်။တားလိုက်တော့သမီးပြေကပါဆိုလို့လိုက်တော့ဗျာ။ မိဘတည်းညာရှိတဲ့သားသမီးဆိုလို့ရှိရင်အဲ့လိုမျိုးပဲမိဘအတွက်ပြန်မရှိတဲ့သားသမီးတွေကြာတယ်မိဘမှအဲ့လိုစကားမျိုးမတွေ့ဘူးကိုကမှဒီမှာဒုက္ခတွေဘယ်လောက်ရောက်နေလဲဆိုတာမင်းတို့မသိဘူးကိုမှလည်းကိုဒုက္ခနဲ့ကိုရှိတယ်အဲ့ဒါကမင်းတို့ကအဲ့လိုမျိုးပြောလို့ရှိရင်တမိဘဘလို့မှစိတ်ကအဆင်မပြေဘူးအလုပ်တည်းလည်းအဆင်မပြေဘူးဘယ်မှအဆင်မပြေဘူးအဲ့လိုလိုမမနေတက်တည်ချင်းနေတေဝကကျွန်တော်မအိုင်ဒီပါလေဝမ်းနေပါလေလာမလုံးနဲ့မမေရောပြောကောင်းလို့ ကြတာတော့ဂျပန်ရောက်နေတဲ့ကွန်မန်ဒီတယောက်ရဲ့ဒါသူရဲ့ခန်းစားချက်လေးပေါ့ဗျာနော်မိဘတွေစပိတ်ဆန်လွှဲလွှဲတဲ့လောက်ကိုမလောက်ဘူးနော်အဲဆိုတော့တစ်ခါတလေစေတနာထားလိုက်တာကအာကောင်းပါတယ်ဒါပေမဲ့စေတနာထားလိုက်ရင်လည်းဗျာနောက်ပိုက်ကျတော့ဒီစေတနာဟာကိုယ့်ရဲ့အဲတာဝန်ဝတ္တရားလိုတစ်ခုဖြစ်လာတယ်နော်အဲအမြဲတမ်းပေးနေရဒီပေးနေတဲ့လူကနောက်မှပေးတော့တဲ့အချိန်ကြာရင်အဲအဲ့လိုတာဝန်ပြက်ကွက်တဲ့ပုံစံမျိုးလေးအဲ့လိုဆိုတော့ဒီအထက်မှာကတော့အဲ့လိုတော့မဟုတ်ပါဘူးသူကတော့ပုံမှန်ပေးနေပါလေဆိုတော့ အာပိတ်ဆံပေးနေရတဲ့တန်တဲ့ဟောကမလောက်ဖြစ်နေတာเนาะအသားလေးပါလိုက်နဲ့စားလို့ပြောတာကိုတော့ပိတ်ဆံရှိမှเนาะအသားနဲ့ဝယ်စားနိုင်မှာပေါ့ဆိုတော့သူပေးတဲ့ပိတ်ဆံကဒီဟင်းကောင်းလေးတစ်ခွက်စားဖို့တော့မလောက်ဘူးလားဆိုပြီးဟောကပောက်ကွဲတာပေါ့ဒါမိဖားတယ်နဲ့တာသမီကြားကဒါအာဆက်ဆံရတဲ့မှာလိုအပ်တာပိုင်းလေးတွေပြတချို့ကြတော့လည်းဒီရှိပါတာတိပါတာအစားဟောဝေကြီးကလည်းဟောလှမ်းပြောတဲ့အနေထားမျိုးတွေရှိတယ်နေရာတိုင်းမှာအဲ့လိုအာတခုဖြစ်တဲ့နဲ့ဖုံပြောအားပါဖြစ်တဲ့ညာဖြစ်တဲ့ အဲ့တနေ့ဒီမှာသူများစီမှာအဲ့လိုကြွမ်းခံနေရတဲ့လူတွေကစိတ်ဆင်းရဲတယ်နော်အဲ့လိုတည်ငြိမ်နေကြရင်နော်ဆိုတော့နောက်တစ်ခုကြည့်ရအောင်တချို့ကိစ္စတွေမှာအကုန်လုံးမရောပါဘူးထိုင်းသွားလိုက်တယ်အဲစုစုရင်းနဲ့ဥမြသောနဲ့စုစုရဲ့ခလေးတွေကထိုင်းမှာပင်ပန်းသွားလှုပ်ကြတယ်ခလေးတော်လိုက်တာအဲ့ကျတော့သားသမီးကတော်ရတာသူတို့ပစံလေးတို့မေယူပြန်ပေးတယ်မေရဒီမှာချဲထိုးတယ်ဖေးရဖေးရဟုတ်ကဲ့တွေ့တဲ့ခါကျပြောပလိုက်တယ်ခမရတို့ခလေးတွေမုံမုံပြင်းနေရောက်တော့တပြိတော့သမီးလေးကဖေးကျေသူ့သူမှသူကလမ်းနေတာပဲ ။ तू ကတော့မလေးနှခမ်းနေတယ်ပါခိုးဟာလေ။ခေါမလေးတယောက်မြောက်ဒိုးရင်းမြပါတယ်မေ့ကြည့်လိုက်။ तू ကော့တေးဖြော်တာစိတ်မကောင်းလိုက်တာလေ။ကော့တေးဖြော်တယ်သိလား။ဒီလက်ကမလှုပ်နိုင်တော့ဘူး။ပတ်စံတော့ရတယ်။ဖြော်သိလား။ဟုတ်တယ်အခု तू ရှောင်းပြီးတော့ဒိုးလေလိုက်ဖို့သမီးသွားတော့မယ်တို့မကော့တေးဖြော်တာလည်းမလှောက်နေဘူးဆိုရင်တချို့လူတွေကကြာယုံကြည်မှယုံမယ်နော်ဒါပေမဲ့ तू ကဒီကော့တေးရဲ့ stick ခွဲမှာဗျာ A type များတယ်နော် stick ခွဲမှာရခေးနေဆိုတော့ A type မြဲပြီးတော့နောက်ကြလက်တွေကတော်တော်ကြီးကုန်တာအချင်းနေမကောက်ဘူးအရင်အကြာကြီးလောက်ရင် မအေးရဟေးတနာဒက်လက်မလှုပ်နိုင်တော့ဖြော်ပြီးတော့ကော့တီးဖြော်ကော့တီးလှုပ်ဖို့တဲ့လို့လည်းတည်တယ်ဆိုတော့ဆိုတော့အဲ့ဒါလို့လှုပ်ကျွေးရတာကိုသူကပတ်စံလန်ဘက်လန်ပို့လိုက်တယ်ဒါဝဲစုစုရဲ့တည်ပြီးတော့ခလေးဘလူနေရတယ်ဆိုတော့မသိဘူးအဆရာနဲ့တနေတဲ့မွေးတဲ့ကောင်စိတ်ထွန်းအောင်လေ तू ကသူတို့ကားမစီရဲ့ကိုဖြစ်သွားတယ်သူကကားစီချင်နိုင်ငံခြားပို့လိုက်တယ်ဟိုကောင်ကလိုက်ဖမ်းရတာထောင်ကျ तू မသိဘူး၄၅၆နေချင်မှာကားပို့တော့နောက်ကြမှာစာရေးတယ်မေးရင်ဂျူဒီကားတည်းစီရဖို့ तू ဘာလုပ်လဲ तू မသိဘူး ဒါမျိုးလည်းရှိတယ်အဲ့ဆိုအဲ့ဒီမိဘတွေခင်ဗျားတို့သမီးတွေဟိုမှာဘာလို့ခင်ဗျားသိလားမေးတယ်သူတို့ဒီမှာချဲပဲထိုးနေတယ်ဟောဆရာတော်ကြောင့်မနေတယ်မဲ့ကြီးဆိုတယ်အုတ်တရလူရက်အဲ့ခါလေးတိတ်ကောင်းတယ်ဆရာတော်ကြောင့်မနေသွားတဲ့မှာအဲ့ဒီခလေးကိုလူတိုင်းချစ်တယ်ဒေါ်ရင်းမြန်လည်းကိုချစ်တယ်တွေ့တယ်လူတိုင်းချစ်တယ်သူကလေရိုးသားပြီးတော့လူဖြတ်တော့မယ်လဲလေလဲကုံသွားပြီအကျွေးအိမ်လည်းကုံသွားတော့ခလေးလေးကစူးစားပြီးတော့ကိုရင်လူရက်နော်အမေကိုလဲလဲရွေးပြီးသွားပြီ ဟိုဟိုအိမ်နဲ့ပြန်ရွေးပြီးသွားတယ်ဘုန်းကြီးရှိသူသူ့မိဘကိုမပြောနဲ့ဖုန်းဖုန်းဖေဟာตาမိမယူတော့မယ်တဲ့ကိုလည်းကို့ဘွားလေးနဲ့ကိုနေရင်သေးတယ်ဟာသွားဒါလိုမိဘမျိုးလည်းရှိတယ်အဲ့တော့အမေတို့လည်းလုတ်ပေးပြီးပြီတဲ့ဘုန်းကြီးကိုသွားကို့လာတိုင်မယ်နဲ့အိမ်ုံလေးပါလေပြုတ်ဦးမယ်တဲ့သူသူ့မိဘဟောဒါလိုလည်းရှိတယ်လေဒါအမြဲတမ်းကြီးပဲမိဘတွေကပဲအမြဲတမ်းကောင်းတယ်ဆိုရင်မှားတယ်ဗျာမှားတယ်မှားတယ်ဟုတ်တယ်ဟုတ်တယ်ရှင်မရှင်မရခလေးတွေကိုဆုံးမပေးပါဗျာခလေးတွေကလေဟာခင်ဗျားတို့မိဘတွေလည်းအနှစ်ချက်ရှိတာ ရှိတယ်ဟုတ်တယ်နော်ရှိတယ်ဒါဆိုရင်ခုနကတော့ပြက်ပြက်ရုပ်တွေချိလိုက်တဲ့အခါမှာထိုင်းမှာပင်မန်းလုပ်ပြီးတော့ဒီကမေရချဲထိုးတယ်ပတ်စံတင်ဖို့ပေါ့တင်ဖို့ခလေးရသေတော့မယ်လောက်ရတာဟုတ်မှာနော်အဲ့ဒါဆရာတော်ကြောင့်အထိဘာဝနာတံပရမှာဥဒ္ဒရာဆိုတဲ့ကိုရင်လေးလူတော်မိမရသွားပြီတော်တော်လိမ်ပါတယ်တော်တော်လိမ်ပါတယ်ခလေးလေးနော်အဲ့တော့သူရတဲ့ပတ်စံအကုန်လုံးစုပြီးတော့သူ့မိပါအောင်နောက်တော့လူထွက်ပြီးတော့လှုပ်ကြွေးလှုပ်ကြွေးပြီးတော့မှသူအိမ်အောင်ကြတယ်ဆိုရင်မိဘနဲ့သာသမီးကြားမှာယေရှုတရားဆိုတဲ့သဘောတရားဒီ ရှိတော့ရှိတယ်မရှိဘူးမဟုတ်ဘူးတိုးတော့အဲ့ဒီဥစ္စာကိုကျေးဇူးဆိုတဲ့စကားလုံးတစ်လုံးကိုကြည့်ပြီးတော့မိဘတွေကလည်းအဲတာသမီတွေကိုနင်တို့ကျေးဇူးကနဲ့နော်အပယ်ကြမယ်နော်ဒေါက်လျှောက်မဖြစ်ပါနဲ့ဒီဆရာတော်เนี่ยဟိုကောင်းမလေးပြောတဲ့စကားလုံးကတော့ဒါနှစ်ယောက်လုံးအမှတ်ကန်နေရေပဲเนาะဒါထိုင်းနေထိုင်းနိုင်ငံရောက်တဲ့ပမာဏနဲ့တီးပါတယ်နောက်နိုင်ငံခြားရောက်တဲ့ပမာဏနဲ့တီးပါတယ်ဗျာเนาะဒါပိဿာနေပို့လိုက်တယ်ပို့လိုက်တယ်တချို့ကြောင့်လည်းပြန်လာတဲ့အချိန်ကြတော့ဒီပိဿာ အဲတခြားမှာမရှိတော့တဲ့အနေအထားမျိုးတွေတွေ့ရတယ်။ဆိုတော့နားစင်းနဲ့လာတောက်ကြတယ်။နောက်လာကြမရှိတော့ပြန်ဘူးဆိုတာလည်းရှိတယ်။ဆိုတော့ဒီဆရာတော်ဖျားမင်းရဲ့အဲစကားတွေကလည်းတော်တော်မှန်ပါလေ။ဆိုတော့မင်းဖားတဲ့အသာသမီးကြားမှာတော့ဒါတရားတရားကျေးဇူးတရားတရားတရားဒီကျွန်တော်တို့အပြာနှံကျေးဇူးတရားရှိတယ်ဗျ။မင်းဖားကပဲကျေးဇူးတရားရှိတာမဟုတ်ဘူး။သာသမီးကလည်းမင်းဖားပေါ်မှာကျေးဇူးရှိပါတယ်ဆိုတော့နော်။ဆိုတော့ တချို့မိဖားတွေကြားရတယ်များအဲ့လိုကလေးတွေဝင်ပြီးတော့မှเนาะအဲ့လိုကြီးထော်ထော်เนาะအာခွေးဆဆအဲ့လိုအာကန်ကောက်တဲ့ကောင်ကရှင်လာရှင်လာတဲ့ကောင်ကအဲ့လိုလှုပ်ချွေးရမယ်မိဖားကအဲ့လိုအနေထားမျိုးတွေရှိတယ်ဆိုတော့မလှုပ်ချွေးတဲ့နေ့မိဖားကယေရှုမတည်တတ်ဘူးဒါအပြေသွားမဲ့ကောင်မိဖားယေရှုနားမလည်ဘူးဆိုပြီးတော့အဲ့လိုကျင်ဆင်းတဲ့အနေထားမျိုးတွေရှိတယ် ကျွန်တော်ဒါကတော့တော်တော်ကြီးကိုလည်းကျွန်တော်တို့ဒါအတိညာနေတဲ့ main file လို့ပြောလို့ရတယ်ဗျာနော်အာဘာလို့ဆိုတော့သာသမီအဲတယောက်ရဲ့ဒီ quality တွေကိုကြာတော့သူကမမြင်ဘူးသူတို့ရဲ့ quality တွေသာသမီတွေကိုဖြစ်ခိုက်တဲ့ main file မျိုးတွေရှိတယ်နော်ဘလောက်ပဲဖို့ဖို့ဒါပြစ်ကုန်မပြစ်နိုင်ဘူးဆိုတော့သူတို့ကနောက်ဆုံးလည်းလည်းကတော့သူတို့ကအာ main file ကိုမတိကြဘူးနေတော့ main file ကိုစော်ကားတဲ့အပြင်သွားမယ်ပါအဲ့လိုချင်းဆင်းတဲ့အနေထားမျိုးတွေအဲ့လို main file တွေများပါတယ်နော်တော်တော်အိုက်တာကြီးတဲ့ main file တွေဆိုတော့ဒီ main file ရဲ့သာသမီဆိုတော့ကသာသမီပုံမှန် ဖယေရှုရှိတယ်လို့เนาะဒါမိဖအပေါ်မှာလည်းသာသမီကယေရှုရှိတယ်ဗျအပြောင်းနဲ့တရားဒါဥပနိတရားပစ္စည်းရောအပြာနှံအဲယေရှုပြုနေကြတာဒါမိတ်ဆွေကောင်းတန်တရားမှာကျွန်တော်တို့ဒီတန်တရားမှာရှင်နေတဲ့အချိန်မှာဒါမိတ်ဆွေကောင်းပေါ့ဗျာเนาะဒါတကယ်ယေရှုပြုတဲ့အပြာနှံယေရှုပြုတဲ့ပုံပုံမျိုးတော့အထင်မှတ်ထိုင်တော့ဒီမိဖယေရှုတခုတည်းနဲ့နင်တို့အာယေရှုမသိဘူးယေရှုကမ်းတယ်ဗျာညာဒါနဲ့အရှင်း၆ဘုရောမှာအဲ့လို အရာအနိုင်ကျင်းတော့မကောက်ဘူးねเนาะဒါတကယ်ဒီဆရာတော်မြင့်ကြတာလည်းတော်တော်ကြီးမှန်ပါတယ်ဆိုတော့ရှီကာကော်မတီတရားလည်းဒါသူရဲ့ခံစားချက်ကလည်းတော်တော်ကြီးကိုဒါမှန်နေပြဒါကိုကျွန်တော်တို့လည်းဂျုံဖူးတယ်เนาะတော်တော်နိုင်ငံခြားမရောက်တဲ့လူတွေတော်တော်ဂျုံဖူးပါတယ်ဒီကိစ္စမျိုးတွေကဒါလုံးဝငြိမ်းလို့မရပါဘူးဆိုတော့ဟိုကပြန်လာတဲ့ချုပ်မှုတွေကြားတဲ့ကန်ဆိုးစောနဲ့ပဲအင်ရောက်ရင်ဒါမှအမှားလည်းအာတပြားတစ်ချမ်းမှာ အမရှိတော့တဲ့အချိန်နည်းနည်းဆုံးကြုံပြီးတော့မှပြန်ပြီးတော့အပြန်သွောအလုံးလုံးရတဲ့လူတွေလည်းတပုံကြီးရှိပါတယ်နော်ဆိုတော့အမိဖတ်တဲ့အနေနဲ့ဒီဟာလေးတွေကိုနော်အိမ်မှာနေတဲ့လူတွေနဲ့ပေါ့နော်ဒီတိုက်တဲ့ဘောက်မှာအလုံးလုံးတဲ့လူရဲ့ခံစားချက်တွေကိုလည်းနားလည်ဖို့လိုပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကတော့ဗုဒ္ဓအနေနဲ့ပြန်နေတင်ဆက်ပေးပါမယ်ဆိုတော့ view file နဲ့မှာဆုံးသတ်ရပါတယ်နောက်ထပ် view file မှာကျွန်တော်တို့ပြန်တွေ့ကြအောင် see you next video